ဒီ journalist 2ဦးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်မှန်ကန်တဲ့သတင်းပဲအမြဲတမ်းတင်ဆက်ခဲ့ရပေါ့လေကျွန်တော်သတင်းတင်တိုင်းမှာလည်းဘယ်ကနေအိတ်ဆိုးကိုရာလဲဆိုတာကိုအမြဲတမ်း respect ထားပြီးတင်ဆက်ခဲ့ပါတယ်အဲ့တော့အပြောင်းရွှေ့တွေကတော့ Arsenal တရဝင်းလုံးမှာပဲကျွန်တော်တို့ဒါကို hiwi ကိုလုံးလို့ရမှာပေါ့လက်ရှိချိန်မှာတော့နောက်ဆုံးကသတင်းတွေကိုပဲတင်ဆက်တော့မှာဖြစ်တဲ့အတွက်ကစားသမားအမြန်ဆုံးရောက်ပါစီလို့ပဲကျွန်တော်တို့လည်းဆန္ဒပြုတယ်။ကစားသမားတွေသာအာဆင်နယ်ကိုရောက်လာခဲ့ရင်တော့ဒီလိုမျိုးမနက်ခင်းသတင်းလေးပုတ်ထဲအပြင်ဝင်မှတည်တံ့ပြီးတော့ကျွန်တော်တို့လုပ်ပေးပါမယ်။ကြည့်ကျွန်တော်တို့အဖွင့်သတင်းလေးကိုတော့ငွေရမယ့်ကိစ္စနဲ့စလိုက်ရအောင်။ ။အာဆီနယ်တို့ကြံခဲ့တဲ့ဂျပိုင်းကဒါယူကိုးတက်လောက်နဲ့ရောင်းချလိုက်တဲ့နူနိုတာဗာရန်နဲ့ပတ်သက်ပြီးတော့လက်ရှိဒီအီတလီသတင်းထောက်အဖရီတိုပက်တယ်လာရဲ့ဖော်ပြထားချက်အရဆိုရင်လာဇီယိုအသင်းဟာ sorry glad အဟီလေအသင်းရဲ့ယူအတန်း30တန်းပက်ကိတ်ကိုပယ်ချလိုက်တယ်။အဲ့ဒီပက်ကိတ်ကကျတော့ယူ25တန်း black bonus 5တန်းစုစုပေါင်း totally ယူအတန်း30ပက်ကိတ်နဲ့ကမ်းလှမ်းတယ်။သူတို့ကပယ်ချလိုက်တယ်။ not for sale လို့တော့တချို့ report တွေကပြောတာကြား။ဒါပေမဲ့ အာဆီနယ်စီကဝယ်တဲ့ဟိုကအဲ့လာစီဟိုကဒီကစားမောက်ဈေးတင်ပြီးရောင်းဖို့အတွက်ပြင်ဆင်နေတာ CDA မှာလည်းဂျူမင်တက်ပောင်ဝင်အတင်းတော်များဒီကစားမောက်ခေါ်ခြင်းနဲ့ဒါပေမဲ့လာစီဟိုကတန်း80လောက်တန်းနေဆိုပြီးကြံခဲ့တဲ့ယာတီတွေကအတန်လွှင့်ထားခဲ့တာအာအီစီကနေသူတို့ခေါ်သွားခဲ့တာယူကိုတန်းဒါပေမဲ့ဒီအပြောင်းရွှေ့ဖြစ်သွားရင်အာဆီနယ်တို့ကလည်းဆဲဝင်ကော့20ရာခိုင်နှုန်းနဲ့40ရာခိုင်နှုန်းအတွင်ရမယ်ဆိုတဲ့ report တွေတွေ့တယ် တချို့ report တွေကဆိုတော့ဆဲဝန်ကော40ရာခိုင်နှုန်းတော့ရမှာအကိမ်မြ sorry back ကနောက်ထပ်တစ်ကြိမ်ကမ်းလန်းလာလို့အယောင်ဝယ်ဖြစ်ခဲ့မယ်ဆိုရင်အာဆီနိုဒီဆဲဝန်ကော40ရာခိုင်နှုန်းနီးပါးခောက်ချိုးနီးပါးကိုရရှိမှာပါအဲ့တော့ transfer market မှာ EU 25သန်းတန်ကြီးရှိခဲ့ပြီးတော့အာဆီနယ်စီကနေပြီး EU 6သန်းနဲ့ရာသွားခဲ့တဲ့ဒီကစားသမားကိုတော့အာဆီနိုက လာစီရိုအယောင်းဝယ်ရနေပြီးထပ်ပံပြီးဆဲုံကိုရောက်ွယ်ရှိနေပါတယ်။25နှစ်ရဲ့ပေါ်တူဂီသားတော့ဒီယာတီပြိုင်ပွဲစုံမှာပွဲပေါင်း30မှာ26ပွဲဝင်ဆော့ထားပြီးတော့ကိုလုံးဖိုင်းထားကြောင်းဥရောပအသင်းတော်တော်များကဖူးဘက်ကစားသမားတူအနေနဲ့လိုချင်နေတယ်။ဒါပေမဲ့လာစီရိုကတော့အာဆင်နယ်ရဲ့အငှားစာချုပ်ပါအချက်လက်ကိုအသက်သွင်းပြီးတော့အပိုင်ဝယ်သွားခဲ့တာပါ။ ဒုတိယမြို့သတင်းတစ်ပုဒ်ကတော့တွန်ကာနာမီဒီယာဖော်ပြထားပါလေဒီမှာကျွန်တော်ဇူဘီမန်ဒီနဲ့ပတ်သက်တဲ့သတင်းကိုတော်များလာပြီးမေးနေကြလို့ဒါအောင်တီးတန့်ကျွန်တော်ဖော်ပြပေးရပါဒုတိယဘုတ်သတင်းဖြစ်အဲ့တော့ဇူဘီမန်ဒီနဲ့ပတ်သက်ပြီးသတင်းထောက်နှစ်ယောက်ကဲ့ နောက်ဆုံးရအချင်းတွေကျွန်တော်ဖော်ပြသွားမယ်ပထမသတင်းတယောက်တယောက်ကတော့ Don Garden Media အဲ့ဒါကတော့ Zui Mandy နဲ့ပတ်သက်ပြီး Arsenal ကအလုံးစုံနှီးပါပြီးစီးနေပြီး Real Madrid ကကြားပြတ်ခေါ်ဖို့အတွက်ပြင်ဆင်နေတယ် Arsenal တာဝန်ရှိသူတွေကမြောက်လန်တန်နဲ့ပူးပေါင်းမယ်ဆိုပြီးယုံကြည်မှုအပြည့်အဝရှိနေတယ် Arsenal စီဘက်ဒီကစားမှလာမယ်ဆိုပြီးသူတို့ကတရားခိုင်လုံးယုံကြည်ထားရပေါ့လေစိတ်စစ်ဖို့ပဲကျွန်တော်ပဲနှုတ်အားဖြင့်တချို့ကိစ္စတွေအားလုံးကိုသဘောတူညီပြီးပြီးဆိုပြီးတော့သူကဖော်ပြသွားတယ်အဲ့တော့ဒီအပိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ရီးယားကစိတ်ဝင်စားတယ်ဒါပေမဲ့ဂျာပြတ်ခေါ်ဖို့ပြင်ဆင်မဲ့အာဆင်နယ်ကအဖက်ဖက်မှာတာယာထားတယ်ဆိုပြီးတော့တွန်ကာတဲ့မီဒီယာကဖော်ပြသွားတယ်နောက်ထပ်သတင်းတောက်တယောက်ကကျတော့ဖီဗီဆူရူမာနိုသူကကျတော့ DAZN လို့ခေါ်တဲ့အင်တာဗျူးမှာဒီ pocket interview မှာဖြေထားတာဟာအာဆင်နယ်စီကိုပဲဇူမတ်ဒီသွားမှာဆိုပြီးသူကတော့အခိုင်အမာပြောထားတယ်အဲ့တော့ကျွန်တော်ခုနောက်မှာကောလာဟာလာတွေထွက်တဲ့သတင်းဆိုတွေထွက်တဲ့ဇူမတ်ဒီရဲ့အင်တာဗျူးတွေထွက်တယ်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီသတင်းဆိုတွေဒီရိုမာနိုတို့ on strain တို့ဆီကရတာမဟုတ်ဘူး ခြားသတင်းစိုးတွေရရတာဒါပေမဲ့ရိုမာနိုအွန်စတိန်တို့ကဒီကစားမနဲ့ပတ်သက်ပြီးဟီဝီကိုလည်းလှုပ်ပြီးသွားပြီကလပ်တင်းကလည်းအေးအေးဆေးဆေးပဲဇူဟီမန်ဒီလာမယ်မလာဘူးနဲ့ပတ်သက်ပြီးဘာစိုးမှထပ်ပြီးမထောက်အဲ့တော့ဒီအနေထားအရာကျွန်တော်တို့ပထမပြောခဲ့လို့ပဲဇူလိုင်လအတွင်းမှာဒါအပြောင်းရွှေ့ဘတ်ဂျက်ထဲကိုဝင်ရင်နဲ့ဆိုစီတဲ့အတွက်အာဆီနယ်တို့က agreement လုပ်ထားတာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာဒီသတင်းကြီးကတောက်လျှောက်ထွက်မှာပဲအကိမ်များ real ကိုဂျာဖြတ်လုပြီးခေါ်သွားလဲ ကျွန်တော်ဘာမှသမျောနေကြမရှိဘူး။ဒါပေမဲ့တေချာတစ်ခွက်တော့60ရာခိုင်နှုန်းနီးပါးလောက်ကတော့ဒီကစားမအာဆင်နယ်စီကိုရောက်လာမှာပါ။အဲဆိုဘလို့တတိယပဲထွက်ထွက်နောက်ဆုံးကျွန်တော်တို့အခုချိန်မြင်တာတော့ ဇူယီမန်ဒီကမန်တယ်ပိုင်းမတည်ငြိမ်ဘူးပေါ့လေဒါပေမဲ့ဇူယီမန်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီကစားသမားအနေနဲ့ဟာဒါရီကကောလာဟာလာဒီပါကျွန်တော်ခွန်လာပိုင်းဆိုရင်အာဆင်နယ်စီကိုသွားမှာပါဘာကြောင့်ဆိုပြီးသူတို့တရံဝင်ထုတ်ပြောမှာမဟုတ်ဘာကြောင့်လဲဆိုဗန်နာအေးပိုင်းဆိုင်ရန်ရအယောင်းဝင်အင်ကန်ကိုအိတ်ချမဝင်အောင်လုပ်ဖို့အတွက်ဆိုတဲ့တစ်ချက်ဒါပေမဲ့ဂျားထဲမှာတော့ဇာဘီအလိုဆိုလာရောက်ပြီးကန်လန်းသွားရင်တော့ဘာမှမဆိုဖြစ်သွားနိုင်နဲ့ဒါကလည်းကလတ်တင်းတစ်ခုဂျားထဲကစာချုပ်တွေအားလုံးပြီးစီးသွားတာဖြစ်တဲ့အတွက်ခက်ခဲနိုင်တယ်ပေါ့လေဖြစ်လာနိုင်ကြတော့ခက်ခဲပါတယ် အာဆီနယ်လိုမျိုးရဲယူရောစာချုပ်ဖြစ်သေးရင်သူတို့ပုံပြီးပေးနိုင်ပါမလားဒါတဲ့တစ်ချက်ဘာလို့ဆိုရီရအခြားကစားမခေါ်ရတဲ့အပိုင်းတွေရှိနေသေးတာကိုဆူဒီမန်ဒီနဲ့ပတ်သက်ပြီးတော့ Nation League Final မှာကြီးကြီးတဲ့ခြေစောင်းတကယ်လိုချင်စရာပဲဘောခဲရင်ကောင်းတယ်ကိုယ်တိုင်နဲ့တကောသွင်းနိုင်တယ်ဖန်တီးမှုတွေလည်းကောင်းကောင်းလေးဗီရှင်ရှိတဲ့ player တယောက် defensive line လည်းမဆိုးနည်းနည်းလေး area ball လေးမှာဆိုတော့သူ့အရင်မောင်းနဲ့ရအောင်ခုံပြီးတိုက်သွားလေးတွေ့တယ်။တယောက်ထက်နှစ်ယောက်သုံးယောက်ကြားထဲကနေပြီးတော့ဒီ jaw number section နဲ့တောက်လျှောက်ပြေးဆွဲသွားတဲ့ဘောလုံးကြီးကလည်းအရှိကြီးပဲ ဲ့တော့ဇူရီမာဒီအာဆင်နယ်ရောက်လာရင်တော့ဒါကျွန်တော်တို့ခံစားဝင်ရမယ့်အရာတွေဒါပေမဲ့တချို့တွေကတွေးတာပါလေဇူရီမာဒီကမန်တယ်ဘိုင်းကတိတ်ပြီးတော့မငြိမ်ဘူးလို့ပြောကြတာရှိရဖြစ်တဲ့အတွက်သူသာတကယ်ခိုင်ရမ်းမှာမနဲ့အာဆင်စီလာမယ်ဆိုလို့ရှိရင်တော့အခုကော်လာဟာရာတွေကပြီးဆုံးတော့ဖို့ရှိရအချိန်ကအဆုံးဖြတ်ပေးသွားပါလိမ့်မယ်ကျွန်တော်တူဦးရဲ့ဆန္ဒရဆိုလို့ရှိရင်တော့ဇူရီမာဒီအာဆင်နယ်ကိုရောက်လာပါလိမ့်မယ်တတိယမြောက်သတင်းဘုတ်ကတော့ဆိုင်မွန်ကောလင်းကဖော်ပြထားပါဘို့လေဒါအာဆင်နယ်ရဲ့ဒါအသင်းတို့ရဲ့သတင်း အာဆင်နယ်ရဲ့အရန်ကိုသမားကြီးတဲ့တယောက်ဖြစ်တဲ့လူငယ်ကစားသမားလေးတော်မီဆက်ဖို့ကိုအခုနေမှာအသင်းတော်တော်များကအငားနဲ့ခေါ်ဖို့စိတ်ဝင်စားတယ်။ကျွန်တော်တို့ကြံခဲ့တဲ့နွေရာသီတုန်းကခါဟင်းကိုအငားခေါ်ကြတဲ့ပုံစံမျိုးအငားခေါ်ချင်တာအပိသက်ဝင်ရင်ပါဘာညမပါဘူး။ ီကစားသမားလေးကိုအငှားပဲခွချင်ကြ။ဒါပေမဲ့အာဆင်နယ်ကဒီလူငယ်ကစားသမားလေးနဲ့ပတ်သက်ပြီးအငှားချသွားဖို့လုံးဝစိတ်ကူးမရှိဘဲနဲ့အသင်းကြီးမှနေရာပေးသွားဖို့အထိဒါအနာဂတ်မှာစီစဉ်ထားဆိုပြီးကြားသိရတယ်။အဲ့တော့စီနီယာအသင်းကြီးကိုခေါ်ယူထားပြီးတော့ဒီကစားသမားလေးကိုအရန်အဖြစ်ဒါအတုပ်ပြဖို့ရှိတယ်တတိယဂိုးသမားဘာညာပုံစံမျိုးပေါ့လေအဲ့တော့တော်ပီဆက်ဖို့နဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာသတင်းတွေထွက်နေဆိုပေမဲ့အာဆင်နယ်ကဒီကစားသမားကိုအသင်းကြီးကိုဆင့်ခေါ်ထားပြီးတော့ရိုင်ယာအယံဖြစ်ထားဖို့ရှိတယ် ကီပါရဲ့နောက်တတိယအရန်ကိုသမားဖြစ်ပါနာမည်သတင်းတွေထွက်နေပါတယ်။ဒါပေမဲ့အာဆင်နယ်ကလည်းကြံခဲ့တဲ့2024နိုဝင်ဘာလကဒီကစားမောက်ကိုပတ်ဆက်ပေးပြီးခေါ်ခဲ့ရတာအသက်ကအခုမှ16နှစ်ပဲရှိသေးဆိုပေမဲ့အဲ့တော့ free နဲ့ရခဲ့တာမဟုတ်ဘူး။ UO တက်တန်းပေးပြီးတော့ black bonnet နဲ့ခေါ်ခဲ့ရတာ။လင်းနဲ့ contract ချုပ်ထားခဲ့တယ်။အဲ့တော့ကအဲ့တော့တတိယကိုသမားခိုင်းကအငှားနေပြန်လာပြီးဒီအနေထားမှာအသင်းမှာဆိုရင်ကိုသမားကြီးအများကြီးရှိပါပဲ။အခု keeper လည်းမကြခင်လာတော့မယ်။အဓိကကိုသမားကလည်း raya ပြီးတော့ ဂျက်ပေါ်တာတယောက်ရှိသေးတယ်အခုကတော်မီဆက်ဖို့နောက်တယောက်ကကျတော့အငှားနေပြန်လာမယ်ခါဟင်းဂိုးသမား9ရုပ်ရှိတယ်အဲ့ဒီဂိုးသမား9ရုပ်ကိုအာဆင်နယ်တို့ဘယ်လိုကင်ရွယ်သွားမလဲဘယ်သူတွေကိုအငှားချမလဲနောက်ဆုံးဗျာဒီတော်မီဆက်ဖို့အငှားမချဘူးလူငယ်သေးမှသုံးမယ်ဆိုလဲသုံးလို့ရတဲ့အနေထားရှိရယ်လောဆယ်သူအာဆင်နယ် U21 မှာစော့နေလို့ကြားသိရတယ်အင်္ဂလန် U20 မှာအဲ့တော့စာချုပ်တစ်နှစ်ပဲကြာလို့ကျွန်တော်တို့အဲ့ဒီ U တန်းဆိုတဲ့ဈေးလေးနဲ့ရခဲ့တာအရေးချင်းရတော့ရှိတယ် ဒါပေမဲ့လူငယ်ကစားသမားတွေကစီနီယာ level မှာကစားဝေးရဖို့အတွက်နာမည်ကျော်ကစားသမားဖြစ်ဖို့ဆိုရင်တော့ဖြတ်သန်းမယ်ဟာယာရီကအများကြီးပဲအဲ့ဆိုအာဆီနယ်မှာဂိုးသမားရှိရဆိုရင်တော့ရှိတယ်ဒါပေမဲ့လူငယ်ဂိုးသမားတတိုင်းနဲ့အတွေ့အကြုံရင်ရာယာတအူးပဲရှိရဖြစ်တဲ့အတွက်ကီပါကိုပေါင်၅သန်းစာချုပ်ဖြစ်တဲ့ကြီးပေးပြီးကျွန်တော်တို့ထပ်မံခေါ်လိုက်ရတာပါ ဒီစီစဉ်လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မစင်တော့ Viber ဖုန်းနံပါတ်တင်ရောက်6939 63လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ခွေကို Sport နဲ့9သုံးလုံးမိတူကိုလည်းစော်ကစားလို့ရနိုင်ပါပြီခင်ဗျာအမဆော့မယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တွဲထားတဲ့ရှူဘောလုံးစောစောတော့ Viber နံပါတ်လေးကိုဆက်သွယ်ပြီးဆုံးလို့ရပါတယ်ဒါမှမဟုတ်အဲ့လို Viber နံပါတ်နဲ့ဆက်သွယ်လို့မရဘူးဆိုရင်တော့ကြော်စွတ်ထုတ်ဆိုတဲ့ကျွန်တော်ရဲ့ Messenger အကောင့်ကိုလာပြီးမေးမြန်းလို့ရပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့2024 2025ဘောလုံးရာသီမှာဥရောပထိပ်တန်းလိကြီး9ခုမှာ အသက်18နှစ်လူငယ်ကစားသမားတွေပွဲထွက်ခွင့်အရာဆုံးကလပ်၅သင်းဒီနေ့မှာအိုက်တာလူငယ်တွေကိုနေရာပေးမပေးနဲ့ပတ်သက်ပြီးအဖြေကတော်တော်လေးရှင်းသွားပြီးပြောလို့ရတယ်။ကဲငါးတင်းမှာဆိုအဆင့်ငါးချိန်တာကဘယ်လာဒိုလစ် သူတို့ကတော့ကစားသမား၄ယောက်အသက်၁၈နှစ်အောက်အသက်၁၈နှစ်ကစားသမား၄ယောက်တွား1942မိနစ်ပေးဆော့ထားတယ်။အဲ့ဒီဘောလုံးတရာဒီလုံးမှာအဆင့်၄မှာရှိတာတော်တန်ဟော့စပါ ကစားသမားသူတို့က၃ယောက်တွား2063မိနစ်ထိပေးဆော့ထားတယ်။ အဆင့်၃မှာရှိတာကအာဆင်နယ်အာဆင်နယ်ကကစားသမား၂ဦးအတွက်2260မိနစ်တိပေးဆော့ထားတယ်အဲ့ဒီ၂ဦးဒီအီတန်ဝန်နေဒီနဲ့လူဝစ်ကယ်လီကဲအဆင့်နှစ်မှာရှိတာတော့ PSG PSG ဒီလူငယ်ကစားသမားအသက်၁၈နှစ်လူငယ်ကစားသမား၆ဦးအတွက်2903မိနစ်တိပေးဆော့ထားတယ်ပြောမယ်ဆိုရင်တော့ Inter လက်ထက်မှာတော်တော်လေးဥမှာလူငယ်နေရာရတယ်ပြောလို့ရတယ်အစ်စ်တစ်မှာရှိတာဘာစီလိုနာအသက်၁၈နှစ်ရဲ့ကစားသမား၄ဦးအတွက်6308မိနစ်တိ ပေးဆော့ထားတယ်။ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်ကဥရောပထိပ်တန်းလိဂ်ကြီး၅ခုမှာလူငယ်တွေကိုဂိမ်းတိုင်းမိနစ်အပေးဆုံးအသင်းမှာအဆင့်၃ချိတ်တယ်။အဲ့ဆိုအာရီတာလူငယ်တွေကိုနေရာပေးတယ်မပေးဘူးကျွန်တော်တို့ညင်းခေါ်မယ့်အချိန်မဟုတ်တော့ဘူးနေရာပေးတယ်။ဒါပေမဲ့ အသေးစုဖလားယူဖို့ဆိုလူငယ်တွေနေရာပေးရတယ်မပေးဘူး quality မြင့်ကစားသမားတွေကိုဖြည့်ဆည်းနိုင်ဖို့လိုအပ်တယ်စုဖလားတွေရဖို့အတွက်ဆိုရင်ဟိုစီးဖိုင်နဲ့ဘောလူပွဲတွေမှာစုဖလားပေါ်လက်တင်ဖို့အတွက်ဘလို final decision နဲ့လောရမလဲဆိုပြီးပို့ပြီးရင်းချက်တဲ့အစုပွဲတစ်ခုဖြစ်လာဖို့တော့လာမယ့်ရာသီမှာကျွန်တော်တို့ညီမန်းထားပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဩဒီညီနောင်နှစ်ယောက်ကိုလည်း180နဲ့ Lewis Kelly ညောက်လို့လည်းမကြခင်မှာအစင်တွေကတက်တန်းတို့ဘောက်အတွက်ပြင်ဆင်နေပါတယ်